အားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေအခုပြပြခြင်းတဲ့တည်င်းလေးကတော့ထိုင်းနိုင်ငံမြောက်ပိုင်းနခွန်စဝံမြို့နယ်ရေစခန်းမှာလွန်ခဲ့တဲ့3နှစ်ကျော်လောက်ကဒီမူးယစ်တရခန်တရားကိုပေါ့နော်တည်ဆုံးတဲ့ဒီအိမ်အမဲနဲ့ကောင်းဆုပ်ပြီးရောစစ်ဆေးခဲ့တဲ့အတွက်ထောင်ကျနေတဲ့စခန်းမှုရဲမှုကြီးကပြီးခဲ့တဲ့ရက်ပိုင်းမှာကိုကိုပဲအဆုံးစီရင်သွားတဲ့တည်င်းကိုပြပြပေးမှာပဲဖြစ်ပါတယ်ထိုင်းတည်င်းနေရာလည်းဒီတည်င်းကိုဖော်ပြထားတယ်ပေါ့နော် အသက်43နှစ်အရွယ်ရှိတဲ့ရဲမူကြီးထီတီဆန်ဦးထဏဖွန်းခေါ်ဒီစခန်းမှုဂျိုးစ်ကတမင်ရည်ရွယ်လူတတ်မှုနဲ့တည်ရန်ဖြစ်ပေးခံထားရပါမယ်။ဝန်ထမ်းဘဝမှာအလုပ်ကျူးစားခဲ့တာကြောင့်မလို့ဘိုးဘတရားရုံးကနေပြီးတော့ထောင်နဲ့တသက်တကျွန်းအထိလျှော့ပြီးခဲ့ပြီးတော့လက်ရှိဘဏ်ကစတူချက်နဲ့မြေလျောင်းမြို့နယ်ခလောင်းပလန်အဲအချင်းထောင်မှာပြစ်ဒဏ်ခံယူနေတဲ့အချိန်ပေါ့နော်။ဒီမတ်လ9ရက်နေ့ည9:00နာရီထောင်ထဲမှာပဲတည်ဆုံနေတဲ့အလောင်းအဖြစ်တာဝန်ကံပေါ်တော့ထောင်ဝင်တန်းတွေကတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ သူ့ကိုတွေ့ရှိတဲ့အချိန်မှာတော့လေပင်မှာအညူအမဲဆွဲတန်းရနဲ့မျက်နှာတုပ်ပွားတစ်ထည်ကိုတွေ့ရှိပြီးတော့ CCTV အမှတ်တမ်းတွေရတော့တီးတဲ့အချိန်ကနေမှသူတယောက်တည်းသာရှိရတဲ့အတွက်ကြောင့်မလို့အဆိုပါပွားနဲ့ပဲသူ့ကိုသူစူးစိုက်လုပ်ပြီးတော့အော်စီရင်သွားတယ်ဆိုပြီးတော့ထောက်မှုတွေကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇနီးနဲ့မိသားစုဝင်တွေကတော့ဒီမတိုင်ခင်မှာထောက်ဝင်စာသွားတွေ့ရတဲ့အချိန်မှာသူကထောက်မှုနဲ့စကားများပြီးတော့တခြားအကျဉ်းသားတွေရဲ့အနိုင်ကျင့်ထိုးနှက်တာခံရတယ်လို့လည်းပြောတယ်ပေါ့နော်။ဇွဲချိုးချတဲ့မျက်နှာတုပ်ပွားကတူနေတဲ့အတွက်ကြောင့်မလို့ကိုကို ကိုစူးစိုက်လို့တာမဖြစ်နိုင်ဘူးလို့မိသားစုတွေကညင်းထားတာလည်းရှိပါတယ်။ ပြီးတော့အမှုမှန်ပေါ်ပါဖို့အတွက်ပေါ့နော်စစ်ဆေးပေးဖို့အတွက်လည်းတက်ဆိုင်ရအောင်တောင်းဆိုထားကြပါဗျ။အဲ့ဒါကြောင့်မလို့ရဲတပ်ဖွဲ့ရလည်းသူအဒီဆုံးမုံဆုံးနည်းနဲ့ပတ်သက်ပတ်သက်ပြီးတော့ပေါ့နော်ပတ်ဝန်းကျင်ဆိုင်ရာအထောက်အထားတွေနဲ့ပြန်လည်စစ်ဆေးနေရလို့လည်းသိရပါဗျ။ရှင်။စကမ်းမှုဂျိုးစ်ကတော့ဖခင်ရဲရာရှိအတိုင်ဝန်းအဖြစ်ပြီးတော့ငယ်စဉ်ကလေးကလည်းရဲရာရှိဖြစ်ချင်လို့စာကြိုးစားခဲ့တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်။ရဲတင်တန်းတက်နေတဲ့အချိန်မှာပေါ့နော်ဒီရဲတပ်ချက်အစ်စ်နဲ့တာဝန်ယူထမ်းဆောင်တဲ့မူရေးစေဝါနှိမ်နင်းမှုမှာလက်တံပြောင်းတဲ့အတွက်ကြောင့်မလို့နာမည်ကောင်းတွေလည်းရရှိခဲ့တယ်လို့သိရပါ ါတယ်အဲပြီးွားလို့ရှိရင်ယာရုလည်းမမြတ်စံတိုးရယ်ပေါ့နော်နောက်ဆုံးဒီနခွန်ဆဝံစကံမှုယာရုနေရာမှာသူရှိမှာတန်းစီဆောင်ဆိုင်နေရဲ့စီနီယာ300ကျော်ကိုကျော်လွန်ပြီးတော့အဲပထမပြောခဲ့တဲ့ယာရုကိုရရှိခဲ့တာဖြစ်ပါတယ်သူကငငယ်ရွယ်နဲ့ယာရုရှိပြီးတော့ရုပ်ဖြောင်းနဲ့ငွေကြီးချမ်းသာတယ်စိန်ခံကားနဲ့ယုံတက်ပြီးတော့အစင်တန်းမြင့်မြင့်နေထိုင်စားတောက်နိုင်နေပေါ့နော် ဲ့လိုမျိုးကြောင့်မလို့နာမည်ကျော်တဲ့ဒီဘော်နော်ရဲရာရှိတယောက်ဖြစ်လာပါတယ်။အမှုမဖြစ်ခင်2022ခုနှစ်ဩဂတ်လ24ရက်မှာနခွန်စဝမ်ခင်အရဲစခန်းမှာရှိတဲ့မူရမှုတရက်ခန်အဲဒီတရက်ခန်အောင်ပေါ့နော်။မူရစီအလွန်ကျွန်းတုံးပြီးတော့တည်ဆုံသွားရလို့သူ့ရဲ့ဇနီးနဲ့မိသားစုတွေကိုအကြောင်းကြားခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ကသူတို့ဇနီးမောင်နဲ့နေအောင်လုံးဖမ်းမိရဖြစ်ပြီးတော့အမျိုးသားနဲ့ညီနိုင်မယ်ဆိုပြီးအမျိုးသမီးကိုလှုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကာလမှာဒီတရက်ခန်ကဆုံသွားပြီးတော့ရဲစခန်းရောချင်းငွေချုံနဲ့အ သူပါကိုစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့သူ့ရဲ့ဇနီးကတော့ခင်မွန်းကမူရစီအလုံးချုံသုံးတာမဟုတ်ဘူးလို့တတိချပြောဆိုထားတယ်ပေါ့နော်။အဲ့လိုပြောပြီးမကြခင်ရပိုင်းအတွင်းမှာပဲဒီတရခံပေါ့နော်ရဲစခန်းမှာရဲတွေကဝိုင်းဝန်းစစ်ဆေးနေတဲ့ဗီဒီယိုဖိုင်တွေတက်လာတယ်ပေါ့နော်။တက်လာပြီးရဲ့နောက်မှာတော့ဒီမူရင်မှုကနေပြီးတော့ကင်းလွတ်ချင်တယ်ဆိုလို့ရှိရင်ဘဏ္ဍတန်းပေးရမယ်လို့ရဲတွေကပြောတယ်။တရခံကတတမ်းမဲ့ပေးနိုင်မယ်လို့ပြောတယ်ပေါ့။ဆိုတော့ရဲတွေကစခန်းမှုကိုတတမ်းပေးတတမ်းမဲ့ပေးမယ့်အကြောင်းတိုင်တဲ့အခါမှာစခန်းမှုဂျိုးကမ င်းတို့ကောင်တွေကအသုံးမကျအောင်ငါကိုယ်တိုင်စစ်မယ်လို့ပြောပြီးတော့အိမ်အမဲနဲ့ကောင်ကိုဆိုပြီးတော့ငွေနှစ်သန်းအတင်းတောင်းတဲ့ပုံဒီအတန်ဖိုင်ကြီးတက်လာပဲဖြစ်ပါတယ်။ဒီဖိုင်ကိုတော့လက်ခွန်းအဲစဝန်ရေစခန်းနေပြီးတော့အောက်ခြေရဲဝင်တဲ့တယောက်ကပေးပို့တာဖြစ်ပြီးတော့ဘသူဆိုတာတော့မသိဘူးပေါ့နော်။ ဆိုတော့မြို့နယ်ရဲ့စက္ကန့်နာမည်ပြတ်သွားတယ်။အဲဒါကြောင့်မလို့လူခွင့်ရေးဆိုင်ရာရှေ့နေတွေကတစင်းအများသူကတည်အောင်ချပြတာလို့ရှေ့နေတယောက်ကလည်းပြောထားတယ်ပေါ့။အဲ့ဒီနောက်ပိုင်းမှာတော့ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲချုပ်ကြီးရဲ့အမိန့်နဲ့စက္ကန့်မှု choose အပါအဝင်6ယောက်ကိုရာထူးချပြီးတော့ဒီတည်တံနဲ့နှိရှိထောင်းတဲ့နေတတ်မှတ်ပြီးတော့စစ်စည်းခဲ့တာပဲဖြစ်ပါတယ်။စကမ်းမှုဂျိုးစ်ကအရာရှိဝန်ထမ်းလာစာတလဖတ်၄000ကျော်ရရှိနေပေမဲ့သူ့မှာဘတ်တန်ပေါင်း100ကျော်တန်းပိုင်ဆိုင်နဲ့ပေါ့နော်။နေအိမ်လေးရေကူးကန်ပါတဲ့ အိမ်လေးရှိပါတယ်အဲ့ဒါအပြင်မလေးရှားနယ်စပ်မှာတာဝန်ကျနေတဲ့အချိန်မှာလည်းအကောက်ခွန်မဲကားတွေကိုတင်ယူပြီးတော့လေလံတင်ရောင်းချတာမျိုးတွေရှိတယ်နိုင်ငံတော်ပိုင်အဒီပေါ့နော်ရန်ပုံငွေတွေကိုပြန်မထည့်တာများစွာရှိကြောင်းလည်းစစ်ဆေးတွေ့ရှိရတယ်လို့ပြောပါတယ်သူစနီးဖြစ်သူကလည်းကားပွဲစားတယောက်ဖြစ်ပြီးတော့ငွေချင်းပြသွားချမ်းသာပါတယ်နောက်ဆုံးတော့ဒီဘွားရောက်သွားတာလောဘအတော်မတတ်နိုင်လို့သူရက်ဆက်ခဲ့တဲ့လူတွေ ြောင့်ပေါ့နော်သူကဝေချွေးပြန်ဆက်ခဲ့ရတယ်လို့ထိုင်းလူမျိုးကိုရမှာလည်းပြန်နေနေရဖြစ်ပါတယ်ဆိုတော့ကျမတို့မြန်မာယူဆရာကြည့်မယ်ဆိုရင်ပေါ့နော်ကန်ကန်ရဲ့အချိုးပေးပေါ့နော် သူပြုခဲ့ကန်ကန်သူတံပြန်လာတာပဲဖြစ်ပါတယ်ရှင်ဒါကတော့ဒီထိုင်းနိုင်ငံရဲ့သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးရပါဖြစ်ပါတယ်